လာဇာတိုးတောင်းနေတဲ့ဗီနီရှီယားကိုရောင်းထုတ်ဖို့စီစဉ်နေတဲ့ရီယယ်ဗီယမရီတင်ကလာဇာတိုးတောင်းနေတဲ့ဘရာဇီးတိုက်စစ်ကစားသမားဗီနီရှီယားကိုရောင်းထုတ်ပြီးနီကိုဝီလျံနဲ့ဖလော်ရီယန်ပေတိုရိုတို့မှတအူးကိုခေါ်ယူစားထိုးရန်စီစဉ်နေကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်ရီယယ်တင်ကဗီနီရှီယားကို2029ခုနှစ်ဒီစားထိုးချုပ်ဆိုထားတဲ့ပြင်ယူရိုတစ်ပရီယန်တန်ဂျော်ဂျီစားထိုးကိုလည်းချုပ်ဆိုထားတာပါဒါပြင်အခုနှစ်ပိုင်းအတွင်းမှာဆော်ရီကလပ်တင်းများကသူ့ကိုခေါ်ယူဖို့ပြစ်မှတ်ထားလာကြပြီးသူ့စပောင်းလာဇာယူရိုတစ်ပရီယန်တန်ဂျီရှိတဲ့ကမ်းလှမ်းမှုမျိုးပြုလုပ်ရန်ပြင်ဆင်နေကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ပြန်ပါတယ်အဲဒါကြောင့်ဗီနီရှီယားကရီယယ်တင်မှာဆက်လက်ကစားသွားမှာဖြစ်ပေမဲ့ အတင်းရလာစာအများဆုံးကစားသမားဖြစ်စီမဲ့လာစာနှုံတာတိုးမြင့်ပေးရန်နဲ့2029ခုနှစ်ဒီစာချုပ်ထုတ်ဆိုပေးရန်တောင်းဆိုခဲ့ကြောင်းသိရပါတယ်အဆိုပါတောင်းဆိုမှုကို Reading Okra Florian Dino Pirro ကလာရောက်ခြင်းမရှိတဲ့အတွက် Venice ကိုရောင်းထုတ်ပြီးကစားသမားတစ်ပြန်လဲအစားထုတ်ခေါ်ယူရန်စီစဉ်နေတာဖြစ်ပါတယ်ဒီရဲတင်းက Venice အတွက် Sorry ကလအတင်းများထံမှကမ်းလမ်းမဲ့ပြောင်းရွှေ့ချေ Euro 150ဝန်းကျင်ကိုလည်းမမောနေပြီးအဆိုပါငွေကြေးပမာဏနဲ့ဆိုရင်ထိတ်တဲကစားသမားတဦးကိုစိတ်ကြိုက်ခေါ်ယူနိုင်မဲ့အခြေအနေလည်းရှိနေတာပါလက်ရှိချိန်မှာ Venice နေရာကိုအစားထုတ်ဖို့ Reading ပြတ်မှတ်ထားနေတဲ့ကစားသမားများကတော့ ဘီဘာအိုအသင်းမှာစပိန်ကစားသမားနီကိုဝီလီယန်နဲ့လီဗာကူဇင်အသင်းကဂျာမန်ကစားသမားဖလော်ရီယန်ဗီတိုဖြစ်ပြီးအဲ့ဒီကစားသမားနှစ်ဦးစလုံးကတော့လက်ရှိအသင်းများထက်ပိုမိုကြီးမားတဲ့ထိပ်သီးအသင်းများထံပြောင်းရွှေ့ကစားရန်စီစဉ်နေကြသူများဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမားကချက်